ကျိုင်းလက်မြို့၌မိုးရသည့်တစ်ပင်ဆိုင်ပွဲခန္ဓာကျင်းပတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ရှိပိုင်းတာချီလိပ်ခရိုင်ကျိုင်းလက်မြို့မြမလာဟုချစ်ကြည်ရတရားသူသွားသည့်ချင်းကပ်လမ်းဘေးဝဲရတွင်ယနေ့နေ့နဲ့၈နာရီကမိုးရသည့်တစ်ပင်ဆိုင်ပွဲခန္ဓာကျင်းပခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါခန္ဓာတွင်ကျိုင်းလက်မြို့မြို့အုပ်ချုပ်ရေးမှူးဆောင်၍တစ်တော်မြို့စင်ဌာနဆိုင်ရာများစစ်ဘက်ရေးအလုံးကြုံရေးတပ်ရေးချောင်းရေးတပ်ဖွဲ့ကွယ် အယံမိသက်တပ်ဖွဲ့ကြက်ချီနီပြည်သူစစ်ဆရာဆရာမများနဲ့ကျောင်းသားကျောင်းသူများ အမတ်1နှစ်3ရက်ွက်ရှိပြည်သူများစုစုပေါင်းအင်အားတရာဦးတယောက်ခဲ့ကြပြီး၎င်းမိုးရသည့်တစ်ပင်ဆိုင်ပွဲခန်းနာတွင်ပန်းမယ်စလီပင်ဂန်းကော်ပင် ခရီပင်တင့်နှင်းစီပင် စိမ်မန်းနီပင် စုစုပေါင်း150ပင်အားစိုက်ပျိုးခဲ့ရာ9နာရီတွင်အခမ်းအနားပြုဆုံးခဲ့ပြီးအခမ်းအနားသို့တက်ရောက်လာသူများစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ